မင်္ဂလာပါတသားမိမိတို့ရေဒီတခါတီတီမေပြောပြပေးမယ့်ပုံမြင်လေးနာမည်ကတော့ဂျေဆုတိတက်တော်ပရွက်စိတ်ခါလုံးကပရွက်စိတ်တကောင်ဟာ အစာရှာထွက်တုံးသူ့အဖော်တွေနဲ့ကွဲသွားတယ်သူဟာ အဖော်ကိုလိုက်ရှာဖို့တစ်ပင်မော်ကိုတက်လိုက်တယ်တစ်ပင်ဟာဆွေးမြေ့နေပြီဖြစ်တဲ့အတွက်တစ်ကိုင်းဟာဂျွတ်ဆိုပြီးရုတ်တရက်ကျိုးကျသွားတာပေါ့ကွာ ဒါနဲ့ပရွက်စိတ်ဟာတစ်ကိုင်းပေါ်ကနေပြင်ကြပြီးချောင်းထဲကျသွားတယ်။ပရွက်စိတ်ဟာဂျင်းနဲ့မျောပါပြီးကဲချပါအောင်ကဲချပါအောင်လို့អော်တယ်။ပရွက်စိတ်ရဲ့អော်ដံကိုအခြားတစ်ပင်တစ်ပင်ပေါ်မှာနားနေတဲ့ငှက်ကလေးကကြားသွားတယ်။ငါကပရွက်စိတ်ကိုကူညီဖို့သူ့ရဲ့အတိုက်ကိုချီမပြီးရေထဲပြစ်ချပေးလိုက်တယ်ကွယ်ပရွက်စိတ်လေးဟာ ငှက်ရဲ့အတိုက်ကိုခိုးစီးပြီးရေဘေးကနေလွတ်မြောက်သွားတယ်။ပရွယ်စိတ်လေးဟာကျေးဇူးတင်လိုက်တာငှက်ကလေးရဲ့လို့ပြောလိုက်တယ်။နောက်တနေ့ရောက်တော့ပရွယ်စိတ်ဟာအစာရှာထွက်ရပြန်တယ်။မမျော်လင့်မဲလူတယောက်ဟာတက်တင်ပေါ်မှာအတိုက်အသက်ပြန်ဆောင်နေတဲ့ငှက်ကိုလေးခွားနဲ့ပြစ်ဖို့ချိန်နေတာကိုတွေ့လိုက်တယ်။ဒါနဲ့ပရွယ်စိတ်ဟာ ဒီငါဟာငါအသက်ကိုကယ်ခဲ့ဘူးတာပဲငါလည်းသူ့အသက်ကိုကယ်ရမယ်ဆိုပြီးအဲ့ဒီလူရဲ့ခြေထောက်ကိုပြေးကိုက်လိုက်တယ်ပရဲစိတ်အကိုက်ခံရတာကြောင့်အဲ့ဒီလူဟာအာလို့អော်လိုက်တယ်အဲ့ဒီလူရဲ့អော်တန်ကြောင့်ငှက်ဟာလန့်ပြီးပြန်သွားတာပေါ့ကွယ်ဒါနဲ့ပဲပရဲစိတ်ဟာငှက်ကိုပြန်လဲကူညီလိုက်ရတဲ့အတွက်အလွန်ဝမ်းသာပီတိဖြစ်ရတဲ့ကွယ် မြင်လေးရတော့ဒါပါပဲကွယ်တသားမိမိတို့လည်းဒီပုံမြင်လေးတဲကပျော်စိတ်ကလေးလုံးကို့အပေါ်ကူညီခဲ့မှုတဲ့သူကိုကျေးဇူးတင်တတ်တဲ့တသားမိမိတို့ဖြစ်ကြပါစေလို့တတိယဆုတောင်းပေးပါတယ်